ီကနေ့အော်တိုဘားလာ6ရက်နေ့ကကျမတို့ရှင်မြမာများရဲ့1389ခုနှစ်သတင်းကြိုလာပြင်းနေအဘိဓမ္မာခါတော်နေ့ဖြစ်ပါတယ်။ဗုဒ္ဓဘာသာဝင်တို့ရဲ့အထွန်းမြတ်ထားရနေဓုနေ့မြတ်ဖြစ်ပါတယ်။ဒီနေ့မှာမြတ်စွာဘုရားသည်တာဝရဏနတ်ပြည်၌မေတော်ဖြစ်ခဲ့ဘူးသောတန်တုတ်ဒိတာနတာအမှုပြု၏နတ်ပြမအပေါင်းတို့အဘိဓမ္မာတရားတော်ကိုဟောကြားတော်မူပြီးနောက်လူပြည်တို့ပြန်လည်သက်ဆင်းကြွမြန်တော်မူသောနေ့ဖြစ်ပါတယ်။ တရင်ဇူလာပြည်နေမှာဗုဒ္ဓဘာသာဝင်တို့ကဘုရားကျောင်းကံများသို့တွားရောက်ပြီးပန်းရေချမ်းစီဝင်းများကလူပူဇော်ခြင်းငါးပါးသီလစောင့်တည်ခြင်းဘာဝနာပွားများခြင်းနဲ့ကုသိုလ်ကောင်းမှုများပြုလုပ်ကြပါတယ်။ဒါအပြင်စီမင်းများထွန်းကြီးပူဇော်ခြင်းမိဘပြများလှည့်တင်ခြင်းနဲ့မိရှုမိဘများဖောက်ခြင်းစတဲ့မိထွန်းပွဲတော်များကိုစီကားတိုင်မြိုင်စွာကျင်းပကြပါတယ်။မိဘဆရာသမားနဲ့မိမိထက်ဝါအဖြစ်ကြီးသူများကိုကတော်ခြင်း ကတော့ခိုင်ခြင်းနဲ့ဝါကျော်အလှပွဲများကိုပြုလုပ်ကြပါတယ်1928ခုနှစ်အောက်တိုဘာလ6ရက်နေ့ကရုပ်ရှင်သမိုင်းမှာပထမဆုံးသောအတန်ပါတဲ့ရုပ်ရှင်ကဖြစ်တဲ့ The Jazz Singer ကိုစတင်ပြသခဲ့ပါတယ်၎င်းဟာရုပ်ရှင်လောကကိုပြောင်းလဲစေခဲ့သောမှတ်တိုင်တစ်ခုဖြစ်ခဲ့ပါတယ်။1983ခုနှစ်အောက်တိုဘာလ6ရက်နေ့က အာရပ်အစ္စရေးစတုထအချိန်များစစ်ပွဲဆတင်ခဲ့ပါတယ်။အီဂျင်းနဲ့ဆီးရီးယားတို့ကအစ္စရေးကိုတိုက်ခိုက်ခဲ့သောစစ်ပွဲဖြစ်ပါတယ်။အော်တိုမာလာ6ရက်နေမှာမွေးဖွားခဲ့တဲ့ကဘာထင်ရှားကျော်ကြားသူတွေရတော့စစ်ပြင်တဲ့ပြည်သူ့ကပညာရှင်ဒီဇိုင်နာမျိုးပြစီမံကိန်းပညာရှင်စာရေးဆရာနဲ့ပကြီးဆရာလီကော်ဘော်ဆူရီဖြစ်ပါတယ်။ သူရဲ့လက်ရာတွေဟာခေတ်သစ်ပြည်သူ့ကပညာကိုလွှမ်းမိုးခဲ့ပါတယ်။အမေရိကန်တရုတ်ဆောင်မင်းသမီးပထမဆုံးအကောင်းဆုံးအမျိုးသမီးဆက်ဆောင်အော်စကာဆုရှင်ဂျန်နက်စ်ဂီနာရဲ့မွေးနေ့ဖြစ်ပါတယ်။အမေရိကန်တရုတ်ဆောင်မင်းသမီး Living Last Vegas စကောင်းနဲ့နာမည်ကြီးခဲ့တဲ့ Alice Bass ရဲ့မွေးနေ့ဖြစ်ပါတယ်။